ာဓုနရသူတော်ကောင်းတူတွေရဲ့ကျင့်ရမယ်ကိုချင်းတရားသူတော်ကောင်းတွေလိုက်နာတဲ့အကျင့်တရားကိုသူ့ကိုပြောပြပါလို့ဆိုဒီမှာဝိတုရပညာရှိကနေပြီးတော့သူ့ကိုပြောပြတယ်တာဓုနရတရားလေးပါဆိုတာဟောတယ်လူတော်လူကောင်းဆိုတာဘာလဲဆိုတာမင်းသဘောပေါက်အောင်မဲတဲ့ လူတော်လူကောင်းဆိုဒီမှာယာတာနုယာယီဘဝဟိမနဝအေးမင်းစီရောက်လာတဲ့ပုဂ္ဂိုလ်စီမင်းလိုက်ရမယ်သူ့နောက်ကိုလိုက်ရမယ်ကို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 ဆိုလိုတာကကိုကိုပြုစုလုံကျွေးဘူးတဲ့ပုဂ္ဂိုလ်ကိုမင်းယေရှုဆက်ရမယ်ယေရှုတုံ့ပြန်ရမယ် အလင်းစပါနေပြိဝိစယတုဆိုရက်လက်ကို မချောက်စေနဲ့ဗမာစကားမှာလည်းရှိတယ်ဆိုရက်လက်ကိုမချောက်စေနဲ့ဆိုတာဒီရလာတာဖြစ်နော်ကိုပေါ်မှာယေရှုရှိတဲ့ပုဂ္ဂိုလ်ကိုယေရှုတုံဆရမယ်ဆိုရက်လက်ကိုမချောက်စေနဲ့နော်ဒီမိတ်ဆွေတွေပေါ်မှာဘယ်တော့မှမပြစ်မှားနဲ့နော်အမျိုးသမီးကိစ္စနဲ့မတရားတဲ့အလုပ်ကိုမလုပ်နဲ့ အဲ့ဒီလေးချက်သာဓုနရတကယ်သူတော်ကောင်းတွေလိုက်နာတဲ့အချက်ပဲလို့ဆိုပုံရကသဘောပေါက်သေးဘူးအဲ့လောက်ကထာနုယာတံအနုယာယီအေးကိုယ်စီလာတဲ့လူနောက်လိုက်ရမယ်ဆိုတာဘာပြောတာလဲအလင်းစပါနေတဟတိကထံသောဆိုရက်လောက်ကိုချက်အောင်မလုပ်ရဘူးဆိုတာဘာပြောတာလဲအတ္တိစကာကောပနာမိတ္တတုပ္ပမတရားတဲ့အမှုဆိုတာ သူယုံမာဆိုတာဘာကိုပြောတာလဲမိษွေကိုပြမားတယ်ဆိုတာဘာကိုပြောတာလဲအခါဟိမေပုစိတောဣတမထအဲ့ဒီအကြောင်းတွေကိုသူ့ကိုရှင်းပြသမှာဆိုတော့ဘုရားအလောင်းကဝိတူရာပညာရှိရရှင်းပြတယ်အတန်တုတံနောပိဒိဋ္ဌပုပ္ပံယောအာဒနေနပိနိမန္တေယတတေဝအထံပုရိသောကရေယယာတာနုယာယီတမဟုပ္ပဏိတယာတာနုယာယီဆိုတော့ ွားတဲ့နောက်လိုက်ဆိုတာဘာပြောတာတော့သွားတဲ့နောက်လိုက်ဆိုတာလူတယောက်ဟာတဲ့ကိုနဲ့တခါမှလည်းမတွေ့ဘူးအကျွမ်းဝင်မှုလည်းမရှိဘူးဒါပေမဲ့လို့ကိုကိုဂျေစုပြုတ်ခဲ့ပူတယ်ဘယ်တော့မှလည်းမသိဘူးမသိပေမဲ့လို့ကုညီခဲ့တယ်မသိတဲ့ပုဂ္ဂိုလ်ကုညီပေးခဲ့တယ်နေရာထိုင်ခင်းပေးခဲ့တယ်အကျိုးစီးပွားကိုဆောင်ရွက်ပေးခဲ့တယ်အဲ့ဒီလိုလှုပ်တဲ့ပုဂ္ဂိုလ်နောက်ကိုလိုက်ရမယ်လို့သူတို့ပြောတာဆိုလိုတာက ကိုယ့်ပေါ်မှာယေရှုပြုဘူးတဲ့ပုံကိုယေရှုတုံ့ဆိုင်ရမယ်လို့ဒီလိုဆိုလိုတာဒါသူတော်ကောင်းတွေလိုက်နိုင်ရမယ်အချက်တစ်ခုပဲတဲ့ဟောနောက်တစ်ခုကယတေကရတ္တံပိဂရေဝတိယယထာနာပန္နံပုရိသောလေရိယနာတတပပမနတာပိစိန်တေအထုပ်ပိပါဏိတေတိမိတ္တဒုဗ္ဗောအေးလူတယောက်ရဲ့အိမ်မှာ တခါလောက်တညာလောက်တဲခိုပြီးတော့နေထိုင်ဘူးတယ်သူကြွေးတဲ့ထမင်းဟင်းနဲ့စားဘူးတယ်ထမင်းရှင်ခေါ်တော့ပေါ့နော်သူကြွေးတာလည်းစားဘူးတယ်သူ့အိမ်မှာလည်းတဲဘူးတယ်အဲ့ဒီပုံကူပေါ်မှာစိတ်နဲ့တောင်မပြင်မရဘူးတဲ့နော်မြန်မာရာဇဝင်မှာရှိတယ်မြန်မာရာဇဝင်မှာဒီကျော်စွာမင်းကနေပြီးတော့သူညီ စခိုင်းမြို့တည်တဲ့အသင်္ခရာစောယုံကိုတတ်ဖို့ဆိုပြီးလွတ်လိုက်တယ်လွတ်လိုက်တဲ့အခါကျတော့အခွင့်အရေးချောင်းနေတာတော်ရဲကနေပြီးတော့ထမင်းမဆရတော့တည့်ရတော့အသင်္ခရာစောယုံမင်းငါနတ်တင်ထားတဲ့ထမင်းတွေ့တယ်စာရာနဲ့အဲ့ဒါစားလိုက်တယ်အဲ့ဒီညအခွင့်ရသွားတော့နန်းတွင်ထီအောင်ဝင်ဝင်ပြီးတော့အသင်္ခရာစောယုံမင်းကြိုင်တဲ့ဓားကိုသူ့လက်ထဲရောက်သွားတယ်တအိမ်ကိုချွတ်ပြီးတော့ ခုတ်တတ်မယ်လို့ကြံလိုက်တဲ့အချိန်မှာဟာငါနေလေက तू နဲ့တင်ထားတဲ့ထမင်းစားလိုက်တယ် तू ကငါထမင်းရှင်ဖြစ်သွားပြီငါမတတ်ထိုက်တော့ဘူးတတ်မယ်မတတ်ဘူးဆုံးပြပြီနောက်ဆုံးငါမလုပ်လို့ငါကိုအပြစ်ပေးရင်လည်းပြေးပေးပါစေထမင်းရှင်တော့ငါမပြစ်မှားဘူးဆိုပြီးဓာတ်ကိုယူဆောင်ပြီးတော့မခုတ်ဖဲနဲ့မတတ်ဖဲနဲ့ပြန်သွားတာဟိုကြောက်တော့ပြီးခဲ့ပြီလားလို့ဆိုသူစိတ်ကူးတာကို သူ့အကြံတိုင်းပြန်ပြောပြပြီဒါသူ့ကိုင်းတဲ့ဒါပဲဆိုတာဆက်လိုက်တော့ကျောသားမင်းကလည်းသူ့ကိုမပြင်းမာဘူးပြစ်ဒဏ်မပေးဘူးအဲ့ဒီဟာမြန်မာမြန်မာတွေရဲ့တမိုင်းထဲမှာထင်ရှားရှိတယ်ပေါ့နော်ထမင်းရှင်ကိုမပြင်းမာဘူးဆိုတာအခုလည်းပဲဒီအိမ်မှာတညတာလောက်နေဘူးလို့ရှိရင်အဲ့ဒီထမင်းရှင်ကိုမပြင်းမာရဘူးတဲ့ပြင်းမာရင်ဒီ ဆိုရဲလက်ကို6အောင်လုပ်တာ ਨੇ တူတူပဲယတ္တရုခတ္တစာယာယနိတိတေယတေယဝါနတ္တနတ္တတသာခံပင်စေယမိတ္တဒုဘောဟိပါမကောမိတ်ဆွေစရာလူမပြောနဲ့တဲ့သစ်ပင်တစ်ပင်အောက်မှာအရေးဝင်ခိုးဘူးပြီအဲ့ဒီသစ်ပင်ကိုပြက်လို့ပြက်စီအကိုင်းအခက်ကိုချိုးတာမျိုးတော့မလုပ်ရဘူးလို့ဆိုလို့တယ်အဲ့ဒါမိတ်ဆွေကိုပြမရရောက်တယ် အဲ့ဒီလိုမိတ်ဆွေကိုမပြင်းမရဘူးလို့ဆိုလိုတယ်။အနောက်တစ်ခုကပုံဏ္ဍိစေမံပထဝီတနေနဝိသိတိယပုရိသောတမ္မတာယလတ္တာခဏအတိမင်းကြီးယကိစိတာသံဝသံအတတိနာနာအမျိုးသမီးကိစ္စနဲ့ပတ်သက်လာလို့ရှိရင်မင်းမတရားတာတွေမလုပ်ရဘူးမတရားတာတွေကိုရှောင်ကျဉ်